ခွဲခွဲသက္ခုဒါနနော်မျက်စိအလှူတော်ဘုရားလွတ်တော်ကြီးပြရဲ့ပါရမီ7ပါးဖြစ်ကျင်တဲ့အခမ်းမှာသိဝိမင်းကြီးဖြစ်တော်မူတဲ့ဘဝ မျက်လုံးထုတ်ပြီးတော့လှူဘူးတယ်ဆိုတော့ဘုရားတို့ပိဋကမှာဖတ်အရှင်ဘာပုံနဲ့ကြီးစီတောင်တောင်နဲ့ခောက်ဘာလို့ရှိလို့လဲအဲ့ဒီပုံနာသွားမေးဆိုတော့ပုံနာကမျက်လုံးနှစ်ဖက်ကန်းတယ်မျက်စိလိုခြင်းလို့ပါဘယ်ရနန်းတော်ရှိပါပုံနာမျက်စိအလူခံလာတယ် အဲ့ဒါသီဝိပင်ကြီးကသူ့မှာရှိတဲ့မျက်စိအထုကုရှာဝန်အသိတင်ဇနလို့ခေါ်တယ်အသိတင်ဇနခေါ်တဲ့မျက်စိရှာဝန်ခေါ်ပြီးတော့ပုံနာဒီနာမှာထိုင်ခိုင်း꽌နေတဲ့မျက်လုံးတွေတန်ရှင်းအောင်လုပ်လိုက်ကလေးနည်းလွတ်ပြီးတဲ့အခါ ဘုရင်ကြီးကသူ့မျက်လုံးကိုထုတ်ပေးမလို့မျက်လုံးကိုလည်းတန်ရှင်းအောင်လုပ်ပြီးတော့ဘုရင်ကြီးကသူ့မျက်လုံးတစ်လုံးထုတ်ပြီးတော့လက်ဝါးပေါ်တင်ပြီးတော့သွေးချင်းချင်းနီးနေတဲ့ဗရမ ्या ကဲလို့ဖြစ်နေတဲ့မျက်လုံးကိုပုံနာအာလှူဘူးတယ်သိပြီစမ်းပါအဲ့ဒါပါအဲ့ဒါစဉ်းစားကြည့်တာကဘာလဲလို့ဆိုတော့စားတဲ့မပါတဲ့အပူကိစ္စပေါ့ မျက်လုံးကိုအစာထိုးပြီးတော့လဲလဲကူးတာတဲ့နေစနစ်ဒီဟာနော်အဲ့ဒီခေတ္တကလည်းပဲရှိဘူးတာပဲဆိုတာကိုဘုန်းကြီးတို့ဒီမှာတွေ့ရမျက်လုံးစာထိုးကူးတာဘယင်းကြီးကမျက်လုံးလှူတယ်ဘုံသားရကန်းနေတဲ့မျက်လုံးနဲ့ထည့်ပေးလိုက်တယ် အဲ့ဒါဘေကြီးမြေလုံးကအကျော်တွေနဲ့ပုံနှိုင်းရဲ့မြေလုံးတွေကအကျော်တွေဆက်သွားတဲ့ဤစနစ်အာဩရှာမြတ်ကောင်းလိုက်တာအဲ့ဒီခေတ်ကဘယ်လိုဤတယ်နဲ့ဘယ်လိုလုတ်ပေးလိုက်လဲမသိဘုနာကိုင်မြေလုံးလှူပြီးပြီမင်းကြီးလည်းပဲမျက်စိတစ်ဖက်ပဲကြံတယ်တစ်ဖက်ကန်းဖြစ်သွားပြီနန်းတော်ကငိုနေကြတယ်တို့ဘယ်ရင်တစ်ဖက်ကန်းသွားပြီဆိုပြီးတော့ နောက်ထပ်ဘာလို့သေးလဲလို့မေးတော့ပုံသားကနောက်ထပ်ပြန်လုံးတလုံးလူသေးတယ်လို့ထပ်အလူခံတယ်ဗျာနော်လောဘမြတ်ကြီးလိုက်တာလူကပုဂ္ဂိုလ်ပုံသားပြောပါလေအကရဲ့နှလုံးစလုံးလူလိုက်ရင်ဘယင်ဘာဖြစ်သွားနှစ်ဖက်ကန်းသွား အဲ့တော့တဏ္ဍတော်လူကဝင်းអော်ကြတယ်မျက်လုံးနှလုံးတယောက်တလုံးစီဝေးသုံးကြတာပေါ့ဒေါ်ရော့ပေါ့ဆိုတော့ပုံနဲ့အဲ့ဒီမှာကျင်တတ်အဲ့တော့မြတ်စွာဘုရားရဲ့ပါရမီတော်ဖြည့်တဲ့အခန်းတွေပါနော်လောတ္တာသရိယံညာတ္တသရိယံဘုဒ္ဓတ္တသရိယံပရိသရေသရိယဘယ်နှပါလဲ မကြသေးရင်နောက်တစ်ခေါက်ပြန်ပြောမယ်လကတ္တစရိယံယတ္တတစရိယံဗုဒ္ဓတ္တစရိယံစရိယဘယ်နှပါကြော်လိုက်တယ်မိထီလာနှစ်ခါပြောရင်ရတယ်ဒုက္ခတော့မပြောလဲရဘူးတော်သေးတယ်လကတ္တစရိယဒါရှေးတန်းမှာထားတယ်နော် Nadon laga ji dekhulo ye josi ba adwe sanga songe me. Striving welfare for all. Alo ye josi ba ko ngalo me. Era de enama nile namba ne machi. Yala no. Striving welfare for relatives and friends. ေမမထဗုဒ္ဓတ္တစရိယသို့မဟုတ်အတ္တထစရိယကဘေမထဆေမဝန်ဖျက်ဖို့ဝန်ဆေနော်သူအကျိုးစီးပွားကဘယ်မှာရှိလဲနောက်ဆုံးမှာမရှိဘူးလားအေးအင်္ဂါတော်မှာဆောင်ရွက်နေကြတဲ့နိုင်ငံရေးသမားအလုံးဖျားလောင်ကျင့်စဉ်ကိုကျင့်နေကြပါစေလို့ဒီကနေ့တို့ဆုတောင်းတဲ့အလေးနဲ့ တိုင်းပြည်ရဲ့ဂျိုးစီပွားကပထမမဖြစ်သင့်ဘူးလားဖြစ်ပါပါဘောဆွေကိုမျိုးဂျိုးစီပွားကနောက်မှာကိုဂျိုးစီပွားကဘယ်မှာလဲနောက်ဆုံးမှာကိုတော့ပြောင်းပြန်လန်လုပ်နေတာကတော်များတယ်နော်အေးအဲ့ဒါမြတ်စွာဘုရားရဲ့စရိယ၃ပါးတည်းက ဒီကနေ့ခေစားထွန်းတို့ဒေါက်တာညိုညိုဝင်းတို့တွေနော်လူပေါင်းဘလောက်မျိုးလုံးလှူလိုက်131နော်ဘယ်နှရက်ခွဲနှစ်ရက်ထဲမှာ130ခွဲအံ့ဩစရာကြီးနော်တို့ဘဘမှာမျက်စိခွဲစိတ်တဲ့ဆေးရုံကိုတို့ဆေးရုံမကြခင်ကဖွင့်ခဲ့ငါးရက်ခွဲတာလူပေါင်းဘလောက် 360ကျော်မျက်လုံးမြင်တယ်ဘမောဆေးရကမျက်စိဆရာဝန်ကြီးကလာကြည့်တယ်ဘယ်လိုခွဲတယ်လဲတဲ့ငါးရက်လောက်နဲ့300ကျော်ခွဲပြစ်တာတော်ဆေးရမှာတနေ့လုံးခွဲတာတောင်းမှဟလားဆရာမရှိအဲ့လိုဖြစ်အဲ့တော့ဗာစရိယတွေကရှေးတန်းရောက်ပြီးတော့ဗေစရိယတွေကနောက်တန်းရောက်နေလဲဆိုတာကိုဆက်မေးရင်မကောင်းဘူးလေ အဲ့တော့အလုံးပဲနော်ကိုကျော်ကိုစီပါနောက်တန်းထားတဲ့သူပြည်သားလူများရဲ့ရိုးစီပါကိုရှေ့ရန်ထားရင်တပည့်တော်ကောက်တော့အဲ့တော့ဒီကနေ့ဒီလုပ်ငန်းတွေဟာဘာလုပ်ငန်းလဲလို့ဆိုတော့မေတ္တာပြတ်ထန်းတဲ့လုပ်ငန်းသို့မဟုတ်ရင်လည်းပဲကရုဏာပြတ်ထန်းတဲ့လုပ်ငန်း မေတ္တာဆိုတဲ့ပုဂ္ဂိုလ်ထကရာဆရာတော်ကြီးများကအထူးသဖြင့်ပြီးတော့မှထကရာကြီးတွေမှာဖွင့်ပြမိတ္တေဘဝမေတ္တာမိတ္တေဘဝမိတ်ဆွေဖွဲ့ချောင်းအကျင့်ကောင်းကိုမေတ္တာမေတ္တာလို့ခေါ်မယ်ဒိဋ္ဌာရဲ့မိတ်ဆွေဖွဲ့တဲ့အကျင့်ကိုဘာလို့ခေါ်မေတ္တာ မိတ်ဆွေဘယ်လိုလုပ်ဖွဲ့စည်းမလဲမိတ်ဆွေဖြစ်အောင်နတ်ဖွင့်လေးတွေကောင်းလွန်းလို့ပြောဦးမယ်ရှိသေးတယ်မိတ္တိသိနေဟံကရောတိတိမေတ္တာမိတ္တိသိနေဟံကရောတိလူလူချင်းအစည်းကမ်းအောင် လုပ်တဲ့ခြင်းစဉ်မျိုးကိုမေတ္တာလို့ခေါ်မယ်လူအချင်းချင်းပါဖြစ်တဲ့ခြင်းစဉ်အစည်းကမ်းဘလော့ကော ဒီမှာတတခေသာတုံးလို့ညညဝင်းတို့ဒင်းတဲ့လူပေါင်းတရားကြောင့်နော်ဘာလို့ပေးလိုက်မျက်စိပေးလိုက်အနည်းဆုံးအဲ့ဒီလူတရားကျော်ရဲ့မိသားစုနဲ့ဒီဆရာဝန်ဇနီးပေါင်းနဲ့ဘာဖြစ်သွားလဲကောင်းကောင်းကြီးခိုင်မဲတဲ့မိတ်ဆွေဖြစ်ပြီးအစည်းကပ်သွားအဲ့တော့လူနေတာကဒီကနေ့ဘုန်းကြီးတို့တက်ပြီးမှလောကချက်တွေအများကြီးတွေကအဲ့ဒီပိုက်ဟာ ပိုရေးအရေးကြီးတယ်လို့တောင်ဘုန်းကြီးတို့ထင်တယ်အစိတ်ကတ်အောင်လို့ကလူအချင်းချင်းဘာဖြစ်အောင်လူချင်းချင်းအစိတ်ကတ်ဘယ်လိုလုပ်မလဲဟေးညီညွတ်တဲ့နေကြဟေးဆိုရုံနဲ့ပြီးတာမဟုတ်ဘူးလေနော်အဲ့တော့ပြောတယ်ဘုန်းကြီးတို့တက္ကတာဆရာကြီးကနော်အဘိဓမ္မာတက္ကတာကြီးမှာဟေတုပသံဟာရရတမေတ္တာ ိတာကာမဘောဓိတလက္ခဏာမေတ္တာမေတ္တာမေတ္တာလို့ဆိုရဟာဟိတာကာမဘောဓိတလက္ခဏာသောတပါတို့ရဲ့ကောင်းကျိုးတွေကိုလူလာတဲ့စိတ်ဓာတ်တွေမွေးမြူထတာကောမေတ္တာရဲ့လက္ခဏာပါပဲရလို့ဒါထပါကောင်းစွာမသွေမှတ်ထိုက်ပါပေကောင်းသတည်း Hidakama sego muy ya, ya iba sego. Todo Josiwalola de sego, es a la ley no nada. Durante de sego, miami sego. En algo baliza de macura, hidakama se, ¿va vale? အဲ့ဒီစိတ်ဓာတ်ခေါင်းပါပြီဆိုလို့ရှိရင်ကုလို့သူတစ်ပါးကြိုးပြုလုပ်ငန်းတွေကိုမလုပ်နိုင်အဲ့ဒီစိတ်ဓာတ်မျိုးတွေထွန်းကားတဲ့ပုဂ္ဂိုလ်တွေဟိတကာမစိတ်နှလုံးသားထဲမှာပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်တွေကဒီလိုလူမျိုးတွေကိုလှုပ်ကြအဲ့ဒီစိတ်ထဲမွေးထားอยู่နဲ့မကျင်နှံ့နဲ့အောင်မေးတိလာဤ စိတ်ထဲမှာပဲမွေးထားမယ်ဆိုရင်ဒါဒီမေတ္တာဟာမနောကံမေတ္တာလောက်ပဲဖြစ်မှာပေါ့ဘလောက်ပဲဖြစ်မလဲဝစီကံမေတ္တာကိုမလိုဘူးလားနောက်ပါလို့သေးလဲကာယကံမေတ္တာဩအစစ်စစ်ဒီလိုသွားဝစီကံမေတ္တာကတော့ဗဇက်ကရွတ်တာပေါ့ဗျာနော် အဲ့ဒါနဲ့ဘုန်းကြီးတို့တိုင်းပြည်မှာမြိုင်းမြိုင်းဆိုင်ဆိုင်တော်တော်ရှိတယ်နဲ့ဒူတယ်ပဇက်ကရွတ်တဲ့အရွတ်လေတော်တော်မြိုင်းနေနဲ့အသံတွေအသိကျဲတယ်ရွတ်ပတ်နေတယ်စိတ်ထဲကပါရဲ့လန်းလို့တော့မေးဖို့တော့လိုလိမ့်မယ်အဲ့တော့နှုတ်ကရွတ်ဆိုစီအားလျော်စွာဘုံ31ဖြစ်ဖြစ်များစွာသတ္တဝါ ချမ်းသာကိုစိတ်မြဲပါစေရွတ်လိုက်အဲဒီရွတ်နေတဲ့ရွတ်တဲ့အပန်းအားလျော်စွာစိတ်ဓာတ်ပါရဲ့လားဒါအရေးကြီးတယ်အဲဒီရွတ်တဲ့အပန်းအားလျော်စွာကာယကံမြောက်အလုတ်ကိုလုတ်ခဲ့လားဒီမေကုန်းကပိုအရေးကြီးပါတယ်နော် အဲ့ဒါအလုံးကိုတိုက်တွန်းနေမနောကမေတ္တာလောက်တဲ့ခြေနာမနေနဲ့ဝစီကမေတ္တာလဲခြင်းသုံးဘာဝနာမြောက်အောင်ခြင်းသုံးဟုတ်လားကာယကမေတ္တာကပိုရင်းကြီးတယ်လို့ဘုန်းကြီးတို့ပြောကြတယ်။ဘာကြောင့်လဲဆိုလောကကြီးတစ်ခုလုံးလူသားတို့တရားလုံးမှာလူရာတွေကြီးပဲ။ ကျမ်းမာရေးဘုရားတို့ပြိတ္တရေးမလိုဘူးလားစီးပွားရေးမလိုဘူးလားပညာရေးဘာရေးဖြစ်ဖြစ်လူလောကရေးတခုလုံးမှာလိုနေတာကြီးပဲပြည့်နေတယ်ဆိုတာမရှိဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားဟောတဲ့စကားတစ်လုံးရှိတယ်ဘဘောလောကဦးနော သဗ္ဗလောကတလောကလုံးမှာဥနောလိုနေတယ်တလောကလုံးမှာဘာဖြစ်နေတယ်လိုနေတယ်ဘာတွေလိုလဲဆန်နေလိုတယ်စီတွေလိုတယ်ရေတွေလိုတယ်မီးတွေလိုတယ်လမ်းတွေလိုတယ်လေရင်မြန်တွေလိုတယ်မော်တော်ကားတွေလိုတယ်လိုလိုက်တာနော်ကျမကြီးပဲနဲ့လေလို့တာပဲပညာကြီးပဲနဲ့လေလို့တာပဲဆက်သွယ်ကြီးပဲနဲ့လေလို့တာနော် အဲ့ဒါကိုမြတ်စွာဘုရားရဲ့ဒေသနာတော်မှာသဗ္ဗောလောကဥနော The whole one is a needy တကဘာလုံးမှာလွန်းနေတာလေအဲ့ဒီလွန်နေတဲ့လူအချက်တွေကိုကျူးစားပြီးတော့ဖြစ်ဆွဲနိုင်ရင်ဟာအဲ့ဒီပုဂ္ဂိုလ်ဟာဘာဖြစ်မေတ္တာသမားပဲဒီလိုကိုယ်ကပြောတတ်တဲ့အစီအစဉ် သုံးခုမတောကမေတ္တာဟိတကာမစိတ်မွေးသူတစ်ပါးကြိုလလာတဲ့စိတ်နေ့တတ္တလကကြီးကျမ်းမှချမ်းသာကြပါစေပါဇက်ကလည်းရွတ်ဆိုပေးသုံးပါလို့မလဲကာယကံမြေ